ဟိုဟာစားပြီးလို့ရှိရင်ဖိုက်နေမကောင်းဖြစ်တယ်ဆိုတော့ကျွန်တော်အများကတိတိလာခိုးပြီးပြောလို့ရအောင်ကျွန်တော်အာမခံရတဲ့အခါကျတော့အရင်ရက်တွေဆိုလို့ရှိရင်နေဘူးအရာအငန်းပြင်းတော့ဒီငားတွေကဟိုဟာဘယ်လိုပြောမလဲရေခဲမနိုင်တဲ့အချိန်မှာပျက်စီးတာတွေများတာပေါ့အခုနောက်ပိုင်းဆိုတော့အဲ့လိုမဟုတ်တော့ကျွန်တော်တရက်စာတရက်စာလို့ဝေလိုက်တယ်ဒါဆိုအကုန်လုံးကဒီနေ့တရက်စာပဲပေါ့နော် ဒါဆိုငမန်းပေါ့ဒီကောင်ဆိုရင်ငမုတ်ပေါ့ဒီကောင်လည်းကျွန်တော်တို့ကအယိုးအကြီးခွန်းငားရဲ့လက်ဆက်မုံကိုလည်းဒီမှာကြည့်လို့ရပါတယ်အကုန်လုံးအကြီးခွန်းတွေပါတော်ထားတယ်ဒါဆိုရင်ကကုရံကျွန်တော်တို့ရခိုင်ဘက်မှာဆိုတရားလို့တော့ခေါ်တာပေါ့ဒီငားဆိုလို့ရှိရင်ကကရစ်ပေါ့အနည်းပုံအနည်းရှက်တဲ့ထဲမှာပါဝင်ပစ္စည်းအမျိုး3 40လောက်ပါတယ်ဗျာ ပြောမယ်ဆိုလို့ရှိရင်အဲ့အမျိုး၃၄ကိုကျွန်တော်တို့ကဆက်တင်နဲ့အစင်းစင်းချိန်ပြီးမှတခါရှက်ရင်ပေါ့နော်စေပိတ်တာစင်္ဃပိတ်တာလောက်ကိုချက်ပြည့်တယ်ကျွန်တော်နာမည်က ကိုနိုင်လို့ခေါ်ပါတယ်ဗျကျွန်တော်တို့ဆိုင်နာမည်ကဂလိုမင်းတန်ကြားခင်ဆိုင်ပေါ့ဗျကျွန်တော်ငလေးကြောက်ခင်မယ်ဟိုပင်လင်စာချက်မယ်ပြီးရင်ကျွန်တော်နောက်ထပ်အတီးရပေါ့နော် ပင်လင်းစာနဲ့ငါတပြိုင်တည်းရှက်မှာဒါကဒီကောင်ကိုကျွန်တော်တို့ကသူ့ကိုခွေးဖို့အတွက်ကျွန်တော်ရင်းနှီးဖြော်တာပေါ့သူသူ့အနေနဲ့သူဟိုပွင့်လာလိမ့်မယ်အဓိက main ပေါ့ကျွန်တော်ရဲ့ main ကျွန်တော် recipe ကိုပြောမယ် ျွန်တော်မလေးရှားမှာပေါ့နော်ဒီပင်လယ်စာအပြင်ဆိုင်မှာစစ်သုံးလေးလောက်ကျွန်တော်လုပ်ခဲ့တာပေါ့လုပ်ပြီးတော့အဲ့ကဆရာကြီးကပညာတွေသင်ပြီးမှဒီမြန်မာပြည်ကိုရောက်တဲ့အချိန်မှာဒီလိုအပြင်ဆိုင်လေးကိုဖွင့်ဖို့အတွက်ဟိုအိမ်မှာတော့ကိုလှုပ်ရှားကြည့်တာပေါ့နော်လှုပ်ရှားကြည့်လို့အရသာလဲကိုကချိန်နိုင်တာပေါ့နော်အဲ့ဒီမှာဟိုတငယ်ချင်းတဲ့အင်ကိုလာလေတဲ့တငယ်ချင်းတဲ့ဆိုရင်ကိုကအဲ့လိုရှက်ကျွေးပေးလိုက်တဲ့အချိန်မှာအရင်ကောင်းတယ်လို့သူတို့ကပြောတော့ 我还在参与分析多少个。 ဈေးလေးတွေကရတော့ဒီဟိုဟာပင်လင်းစာဆိုလို့ဆိုရင်အစုံတပွဲကိုဆိုရင်2000ခွေလောက်ယူပါတယ်ကြဒီအစုံဆိုလို့ရှိရင်ဘာပါမလဲဆိုတော့ပဇွန်ပါမယ်ကင်းမွန်ပါမယ်ရေပွဲပါမယ်အပြည်ကြီးငါပါမယ်ခယူးပါမယ်ဟောနော်ဒီဂုံအသားနော်ဂုံတစ်မျိုးတော့ပါသေးတယ်ကြအဲ့လိုငါးမျိုး၆မျိုးအဲ့လိုမျိုးထည့်ပေးပါတယ်ဟိုအနည်းဆုံးတပွဲကိုကျွန်တော်တို့က1000ခွေလို့ရောင်းပေးတယ် ဟိုတချို့ဆိုရင်စားရှင်တယ်ဟင်းမွေးတစ်ခုဟင်းပင်လယ်စာဓမျိုးလေးကိုတတောင်းဝဲပေးနေရတယ်သူအအသီးရက်ကလည်းလိုချင်တယ်တချို့ဆိုရင်ပတ်စံမတန်းတဲ့ဟောအသီးဟိုဟာအသီးရက်ပါပါအောင်ဆိုပြီးတော့ကျွန်တော်ရုံးမစီလေးပါထည့်ပေးလိုက်တဲ့အချိန်မှာဟိုဟာအသီးရက်နဲ့ဟိုပင်လယ်စာနဲ့ဆိုရင်သူကဒီပြင်းအရန်ဟင်းနဲ့ပါတယ်တိတ်မလို့ဘူးလေ အနည်းကားပေါ့နော်ဒီပြောမယ်ဆိုရင်ပါဝင် PC ကအနည်းပုံအနည်းရှက်တဲ့အထက်မှာပါဝင် PC အမျိုး340လောက်ပါတယ်ဗျပြောမယ်ဆိုလို့ရှိရင်အဲ့အမျိုး340ကိုကျွန်တော်တို့ကစက်တွေနဲ့အစင်းစင်းကြိတ်ပြီးမှတခါရှက်ရင်ပေါ့နော်စစ်ပိတ်တာစင်ငါပိတ်တာလောက်ကိုချက်ပြရတယ်ချက်ပြီးမှကျွန်တော်တို့ကတနေုံရှက်ရတယ်အဲ့အနည်းโอ้မြေုပ်ကြီးကြက်ဖို့အတွက်အဲတို့မှာပါဝင်တဲ့ PC အတင်းအတွင်းကပါဝင်တဲ့ PC တွေကြက်ဖို့အတွက်ပေါ့เนาะဟိုတော်တော်လေးကိုရှက်ယူရတယ်တရက် လုံးလုံးချက်ရတာပေါ့နော်ချက်ပြီးမှအေးခံရတယ်အေးခံပြီးမှကျွန်တော်တို့ကပလတ်စတစ်ပုံးနဲ့အဲ့လိုမျိုးလက်ပြီးမှဖီဇာထဲမှာဒီဖီဇာထဲမှာတင်တာအဲဒီနေ့ရောင်းမယ်ဆိုလို့ရှိရင်အဲ့ပုံးတွေကပဲကျွန်တော်တို့ကခတ်ထုတ်ပြီးတော့ဒံအိုးမှာပြတ်ချက်ရတယ်ဘာရောဆိုတော့ तू ခဲနေတာကိုပြတ်ချက်တယ် TSR TSR ထုတ်ချက်အဲ့လိုမျိုးပြတ်ချက်ချက်ပြီးမှအဲ့အကင်ခုံပေါ်မှာတင်ထားတဲ့ steel ဟိုဟာ ဘုံလေးပေါ့ ST ဘုံလေးပေါ်မှာ TSR DSR အဲ့လိုမျိုးထုတ်ပြီးတော့ရောင်းတာအဲ့ဒီအနည်းကုန်ရင်ကျွန်တော်ထက်လို့လည်းမချက်တော့မရောင်းတော့ဘူးပဇွန်မုန်းတွေပဆွေပဇွန်တွေလည်းပါတာပေါ့နော်အဲ့မှာဆိုပြီးငရုတ်ရှည်တောက်တွေလည်းပါတယ်အများကြီးပဲဒီမှာရောဆက်ရတာပေါ့ဒီမှာအဲ့အရာသာထွက်လာတာ ကျွန်တော်စိတ်ကူးခဲမှာရှိတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကိုကပြောတယ်ဘာဖြစ်လို့ပြောတယ်ဆိုတော့ဒီမလေးရှား recipe ဆမ်မအနည်းကိုချက်ပြီးမှဒီလာစားတဲ့လူတွေကိုရောင်းပေးတဲ့အချိန်မှာစားနေရပင်လင်စားအရသာနဲ့မတူဘူးလို့သူတို့ကပြောတဲ့ကြောင့်ကိုကအဲ့ဒါကိုပီချီအရန်ဖြစ်တာပေါ့အဲ့ဒါခံစားမှုတစ်ခုပေါ့ပေါ့နော်အဲ့ဒီခံစားမှုကဘာနဲ့တူလဲဆိုတော့ဟာငါ ချက်ပေးလိုက်တဲ့လက်ရာလေးကိုကြိုက်ကြပါလားအဲအဲ့ဒါလေးတော့သဘောကျတော့ပေါ့နော်အတကယ်လေးကောင်းတယ်လို့တော့ပြောကြပါတယ်ဟိုကျွန်တော်ချက်ပေးလိုက်တဲ့ဟင်းဝေးတစ်ခုကမကောင်းဘူးဆိုလို့ရှိရင်ကျွန်တော်ကို line ပေါ်မှာ feedback အများကြီးပေးမှာပဲမကောင်းရင်မကောင်းကောင်းရင်ကောင်းအဲ့လိုအဲဆိုးဆိုးကအဲ့လိုမကောင်းဘူးလို့တိတ်မတွေးမိပါဘူးဆိုင်ရဲ့လိပ်စာလေးကတော့ဘောနော်ကြောင်မြောင် ်ဩပါလဲပေါ့နော်အလေပေါ့ဂျင်ဂျင်မျက်နှာဆောင်ထိုးလဲပေါ့နော်ဒီအိမ်အမက်95တာမွေမျိုးနေပေါ့ဟိုဖုန်းနံပါတ်က3989နဲ့883မြ69အဲ့ဒါကကျွန်တော်ဒီ Viber လေးသုံးပါတယ်ဒီအမြဲတမ်းဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်ပေါ့နော်